ဒါကတော့အခုချိန်ပါပေါ့လို့သူ့နေရာမှာငါဆွေရောဆွေကိုချင်းစာတရားပါတော့အကုန်လုံးကတော့ဟိုဥမတော့မှသီလာဆောင်နေကြတာလေအမျက်မယူလဲဘူးအမျက်လည်းယူကြပါဒါပေမဲ့ကိုကဟိုတော်ဘောကူကဟိုပြောကြတဲ့အထိပဲကဟိုဖြစ်တဲ့လူနာမျက်ဖြူဆိုင်တွေဆရာကြိုက်လေဆိုတဲ့ပုံစံမျိုးပေါ့နော်ငါကြုံတဲ့အခြေလေးပါငါကြုံလို့လေးတော့အခွေးလေးယူလိုက်ပဲအမျက်စောတစ်ချက်ယူတာတဲ့ဆယ်လောက်တွေပူယူလိုက်မယ်ဆိုအဲ့အပူပတ်ဆံတွေတကယ်စားကြည့်ပါတကယ်စားကြည့်လက်ချိုးကြီးလို့ရတယ်ငါနဲ့မခံဘူး အဲ့ပတ်ဆက်တွေကပြက်ကုန်သွားမှာပါအဲ့တော့လူတွေကဟိုကိုကိုတိုင်းမခံစားဘူးပဲတဲ့သူတို့ဘာမှမသိကြဘူးပေါ့နော်အဲ့တော့ဥနယ်တွေကလည်းဒါဗီဒီယိုရဲ့စီးပွားရေးသမားတွေလည်းအဲ့လိုလေးပြောသလိုဟိုတချို့ကြတော့လည်းဟိုကုမလူလူဘာလူလူနဲ့အဲ့လိုလိုက်ပြီးတော့ဟိုပစ္စည်းဥစ္စာတွေလိုက်လူတဲ့ဟာကြီးရှိတယ်တကယ်ခံစားရတဲ့သူတွေကတော့ကတွေလောက်ဖြစ်နေတဲ့အခြေအကြမှာဖြစ်နေရတဲ့ကြားလဲဒါမျိုးတွေကတခါထက်ကြုံတယ်ဆိုတဲ့အခါကျတော့လေဟိုတော်ပြီးကြောက်တော်ပြီးလောင်လို့တော်ကြောက်လဲခမောက်ခတ်ဆိုသလိုပေါ့နော် ဟိုတကယ်ကလင်းတယ်မသိပဲတဲ့ဟိုတစ်တယ်လို့လည်းလိုက်ပြီးတော့အလူတွေလိုက်ပြီးတော့ဟိုခိုင်တဲ့သူတွေလည်းရှိတယ်လိုက်တောင်းတဲ့သူတွေလည်းရှိတယ်ဟိုပေးတဲ့သူကတော့တဘောကဘသူလည်းဖြစ်ဖြစ်ပေးကျင်တဲ့စိတ်ဆန္ဒရှိလို့တွက်ပြတာလေအဲ့ပေးတဲ့အခါမှာဘာတခုတော့ရှိရဘာတခုလိုအပ်တယ်လဲဆိုတော့ဟိုစနစ်တကျလေးလူတန်းစီကျင်တာပေါ့ဟိုစနစ်တကျလူတန်းတယ်ဆိုတော့ကရက်ကွက်ပဲဖြစ်ဖြစ်မြို့တယ်ပဲဖြစ်ဖြစ်ဒီမြို့တယ်မှာဆိုတော့ကအင်ဂျီဘလောက်ရှိတယ်အမြေကြီးတဲ့ပျို့ကြသွားတာပျို့ပြတ်သွားတာဘယ်လိုလုပ်ရှိတယ်အဲ့တကယ်အဲ့ပျို့ပြတ်သွားတဲ့ဥဒ္ဒေသဘောကအဲ့အလုံး30ရှိတယ်အဲ့အလုံး30ဆေးရုပ်ကောက် အဲအလုံး30မှာလည်းတကယ်ပြန်ပြီးတော့ဟိုတက်တယ်နဲ့ဘက်ကပြီးလှူတဲ့ဥစ္စာကသူအလူလက်ခံနိုင်ဗလားဟိုတချို့ကကြတော့ဟိုပတ်စအရမ်းချတာလည်းသူတွေလည်းရှိတယ်အဲ့တော့တကယ်လိုချင်တယ်ဆိုရင်တဘောကဆေးလေးလိုက်ကောက်ပြီးတော့တိတ်တိတ်စီတိတ်စီလိုက်ပြီးတော့တိတ်တဲ့တိတ်စီလေးအဲ့လိုလိုက်ပြီးတော့ပေးနိုင်ပေးဒါမှမဟုတ်အဲ့အိမ်စင်းကိုဆေးကိုဆုလိုက်အလဲကြတယ်ဗောနော်အဲ့လိုလေးပေးမှသာရည်လူတဲ့တဲ့ဥစ္စာထိရောက်မှုဒီစနစ်ရှိမယ်လို့ထည့်တယ် ဒါဆရာတော်အရှင်ကုပါတာပေါ့နော်ဆရာဦးစေးဘလူးရဲ့ဒါသူ့ရဲ့ဒါမွေးနေ့မင်္ဂလာပေါ့အဲမွေးနေ့မင်္ဂလာပါဒါဟိုဆရာတော်အပါ90တော့မေသီလာရှင်အပါ90တော့အနည်းရင်စိုက်ကဆရာတွေဟိုအစီ90ကိုပေါ့နော်ဟိုလိုအပ်တဲ့ဟာတွေကိုပတ်ဖို့ကူညီဖို့ဟိုဟာတူတတ်တဲ့ပွဲလေးပါအဲအခုဒီအခုဆီဒီဆရာတော်ပေါ့အခုဒီဟိုအမေရိကမှာအင်ဒိုကတရေသုံးလားကြာပြီသူစပြီးတော့ပြန်ရောက်တဲ့အချိန်ကစပြီးတော့ဒီလာပြည့်နေ့တိုင်းအမြဲတမ်းအလူဒါနာပြုလုပ်တယ်အလူဒါနာပြုလုပ်တဲ့ ပွဲတိုင်းပွဲတိုင်းမှာလည်းဥနယ်လူအများနဲ့ပါပါတယ်ဟုတ်ကဲ့အခုဒါကတော့ဟိုအခုဆရာတော်နဲ့အခုပြန်ပြီးတော့စုံစည်းပြီးတော့ဒီအလူတွေလုတ်တဲ့ဥစ္စာကဒါနှစ်နှစ်ကျော်လောက်ရှိပြီပေါ့နော်ဆရာတော်နဲ့ပြန်ပြီးတော့ဟိုပြန်လဲစုံစည်းရတာပေါ့အဲ့ဒီတွေလဲဆရာတော်ရဲ့ဒါပရိုက်တာစိတ်သက်ကိုဥနယ်လူကအတူယူပါတယ်ဟုတ်20နောက်ပိုင်းလောက်ကြာရင်ဥနယ်လူကဒါဟိုဒီကဆရာတော်အဖွဲ့ပေါ့ဒါဥနယ်လူလည်းပါဟိုကပြင်မနာသွားမယ်နေပြီးတော့သွားမယ် ပြီးတော့မန္တလေးသွားမယ်စကိုင်းသွားမယ်အဲ့မှာလိုက်ပြီးတော့ကိုတိုင်ကိုကြဆရာတော်ကလည်းပြီးတော့ဟိုလိုအပ်တဲ့ဟာတွေပံ့ပိုးမယ်နောက်ဟိုထမင်းတွေဟင်းတွေလည်းချက်ပြုတ်ပြုတ်ပေးမယ်လိုအပ်တဲ့ဆန်စီစားဆေးပေါ့နော်လိုအပ်တဲ့လူသုံးဟိုဆောင်ပစ္စည်းတွေကိုလည်းကိုတိုင်ကိုကြသွားပြီးတော့လိုက်လံပြီးတော့ဟိုဟာပူကြီးပံ့ပိုးမှာအဓိကတော့လောလောဆယ်မှာတော့အကုန်လုံးကတော့ဟိုဒါနိုင်ငံတော်ကလည်းနိုင်ငံတော်ရဲ့အတိုက်အတာလေးရောလိုအပ်တဲ့ဟာတွေကိုပံ့ပိုးတယ်အဲ့တော့ပြည်သူလူထုကလည်းမိမိတို့တအားသိပြီပေါ့နော် ဟို volunteer လုပ်နေတဲ့ခရီးတွေလည်းအများကြီးရှိကြပါတယ်ဘယ်လိုပဲပြောပြောသူတစ်ပါးပေါ်မှာအခက်အခဲဖြစ်နေတဲ့သူတူတယောက်မိသားစုတွေပေါ်မှာကူညီပေးခြင်းနဲ့စိတ်ကဆန္ဒလေးတစ်ခုကစပြီးအစပြုတာပေါ့အဲ့စိတ်ကလေးတစ်ခုကနေပြီးတော့စတဲ့အတွက်ကြောင့်အကုန်လုံးကလိုအပ်တဲ့ဟာတွေကိုအကုန်လုံးရရှိသွားမှာပါဟုတ်ကဲ့ဟိုဆေးဝါးတက်တဲ့တွေကလည်းဆေးဝါး စားတော့တတ်တယ်သူကလည်းအစားတော့ဆေးဝါပေါ့နော်အဲ့လိုမျိုးပေါ့လူသုံးစောက်ပစ္စည်းတွေဆိုလည်းလူသုံးစောက်ပစ္စည်းတွေပေါ့အဲ့လိုမျိုးတွေအမျိုးမျိုးတွေအကုန်လုံးကတော့လူတန်းကြမှာဖြစ်နေတဲ့အတွက်ကြောင့်ဟိုအကုန်လုံးအခက်အခဲဖြစ်နေတဲ့ဘီဇာစုဝင်တိုင်းဘီဇာစုဝင်တိုင်းဟိုအကုန်လုံးအဆင်ပြေသွားကြမယ်လို့ထင်ပါတယ်ကြရဲဦးလည်းလူဒီအခုဒီမန္တလေးဒီမှာဆိုလဲဟိုဆုံးမသွားတဲ့သူတွေလည်းရှိတယ်ပေါ့နော်အဲအသိပိတ်ဆွေတွေကဆုံးမသွားတဲ့သူတွေရှိတယ်ရှိတယ်ဆိုတဲ့အတွက်ကြောင့်ဦးလည်းကဘီသားစုတဲ့အထက်တူထက်ပြဟို ခံစားရတယ်ပေါ့နော်ခံစားပါတယ်ဘလိုပဲပြောပြောတော့ဟိုဗီဇာစုတွေတည်းထပ်တူထပ်ပြခံစားရတယ်အခုတဘောတစ်ခုကဟိုဘာဝန်တန်းတွေဆိုလဲတဘောတစ်ခုကဆိုးပါသွားတဲ့သူတွေရှိတယ်ဟိုရွှေတိုင်တွေမှာဆိုးပါသွားတဲ့သူတွေရှိတယ်ဘူဂျိုကလေးလေးတွေပါဟိုဆိုးပါသွားတယ်လိုင်းပေါ်မှာတက်လာတယ်ဆိုတဲ့အခါကျတော့ဟိုမျက်ရည်လည်းအကြေကြီးအခါခါကြားမိပါတယ်အဲ့တော့နောက်ပိုင်းကျတော့တိတ်မကြည့်တော့ဘူးပေါ့တော့ဟိုမခံစားနိုင်တော့လို့သူတို့နေရာမှာတော့တော်တော်လေးကိုယ်တွေယူမှယူတော့ယူသွားလိုက်ပါတယ်ဒါပေမဲ့လည်း ဟိုဗုဒ္ဓဘာသာနီးရဟိုတွေ့ရမယ်ဆိုဒီလိုအုံနဲ့ကျင်းနဲ့ဟိုဆုံးပါမဲ့ကန်တရားတွေသူတို့အတိတ်ကဘဝတွေကဘာတွေပြုလုပ်ဆောင်ရွက်ခဲ့တယ်လဲဆိုတာကိုရီးယားမသိရအောင်လေအဲ့အတွက်ကြောင့်သူတို့တွေဝကျွေးတွေရှိခဲ့လေဒီဘဝကြေပါစေတော့ဒီဒီဘဝဒီများလက်သားလေးကြေပါစေတော့ဗောနော်အဲ့တော့ကြံခဲ့တဲ့သူတွေမိသားစုတွေတွေကဘာလို့ရမလဲဆိုတော့လာစင်လာလိုက်ဗောဒီနေ့ဆိုအခုမှဗလီရဲ့ပဲရှိသေးတယ်73ရဲ့ပဲရှိသေးတယ်28ရဲ့နေရဖြစ်တယ်ဆိုတော့သူတို့ရဲ့ရင်ထဲမှာတဘောတစ်ခုကတော့ကတော့ကတော့မဟိုတောက်လောင်နေပြီလဲဆိုတော့ အခုချိန်ကြီးလည်းဂျင်းပါလည်းမဟုတ်ပါဘူးဒီသောခါမှလည်းဂျင်းကြောင်မှမဟုတ်ပါဘူးအဲ့အတွက်ကြောင့်ဟိုလတင်လာတိုင်းမှာဟိုဆိုးပွားသွားတဲ့သူတွေကိုပေါ့နော်အလူတန်းလေးတွေမိမိတက်နိုင်သလောက်လူတန်းလေးတွေလောက်အများတန်းလေးတွေပေးဝယ်ရဆိုတဲ့အခါကျတော့သူတို့ရောက်ရှိတဲ့ဘုံဘဝကနေပြီးတော့တာရုကောက်ဆူနိုင်ပါစေလို့ပြုတော့ရအဲ့လိုပဲဆူတောင်းယုံပါလေလို့ဘာမှပြောနိုင်စွမ်းအားလည်းမရှိတော့ပါဘူးဒါကတော့အခုချိန်ပါပေါ့နော်သူ့နေရာမှာငါဆွေရောဆွေကိုချင်းစာတရားပါနော်အကုန်လုံးကတော့ ဟိုဥမတော့မှာဒီလားဆောင်းနေကြတယ်လေအမျက်မယူလဲဘို့အမျက်လည်းယူကြပါဒါပေမဲ့ကိုကဟိုတော်တော်ကူကဟိုပြောကြတဲ့အထိပ္ပယ်ကဟိုဖြစ်တဲ့လူနာမျက်ဖြူဆိုင်လေးဆရာကြိုက်လေးဆိုတဲ့ပုံစံမျိုးပေါ့နော်ငါကြုံတဲ့အခြေလေးတော့ငါကြုံလို့လေးတော့ငါအခွေးလေးယူလိုက်ပဲအမျက်စောတစ်ချက်ယူတာတဲ့တစ်ဆယ်လောက်တွေပူယူလိုက်မယ်ဆိုအဲ့အပူပတ်စံတွေတကယ်စားကြည့်ပါတကယ်စားကြည့်လက်ချိုးကြီးလို့ရတယ်ငါးနေ့မခံအဲ့ပတ်စံတွေကပြတ်ကုန်သွားမှာပါအဲ့တော့ လူတွေကဟိုကိုကိုတိုင်းမခံစားဘူးပဲတဲ့သူတို့ဘာမှမသိကြဘူးပေါ့နော်အဲ့တော့ဥနယ်တွေကလည်းဒါဗီဒီယိုရဲ့စီးပွားရေးသမားတွေလည်းအဲ့လိုလေးပြောသလိုဟိုတချို့ကြတော့လည်းဟိုကုမလူလိုဘာလိုလိုနဲ့အဲ့လိုလိုက်ပြီးတော့ဟိုပစ္စည်းဥစ္စာတွေလိုက်လူတဲ့ဟာတွေရှိတယ်တကယ်ခံစားတဲ့သူတွေကတော့ကတွေလောက်ဖြစ်နေတဲ့အခြေအမှဖြစ်နေရတဲ့ကြားလဲဒါမျိုးတွေကတခါထက်ကြုံတယ်ဆိုတဲ့အခါကျတော့လေဟိုတော်မီကြောင်တော်မီလောင်လို့တော်ကြောင်လည်းခမောက်ခတ်ဆိုသလိုပေါ့နော် ဟိုတကယ်ကလင်းတယ်မသိပဲလေဟိုတစ်တယ်လို့လည်းလိုက်ပြီးတော့အလူတွေလိုက်ပြီးတော့ဟိုခိုင်တဲ့သူတွေလည်းရှိတယ်လိုက်တောင်းတဲ့သူတွေလည်းရှိတယ်ဟိုပေးတဲ့သူကတော့ဘောကဘသူလည်းဖြစ်ဖြစ်ပေးကျင်တဲ့စိတ်စာနာရှိလို့တပ်ပြီးတာလေအဲ့တော့ပေးတဲ့အခါမှာဘာတခုတော့ရှိရဘာတခုလိုအပ်တယ်လဲဆိုတော့ဟိုစနစ်တကျလေးလူတန်းစီကျင်တာပေါ့ဟိုစနစ်တကျလူတန်းနေဆိုတော့ကရက်ကွက်ပဲဖြစ်ဖြစ်မြို့တယ်ပဲဖြစ်ဖြစ်ဒီမြို့တယ်မှာဆိုဘောကအင်ဂျီဘယ်လောက်ရှိတယ်အမြင့်ကြီးတဲ့ပျိုကျသွားတာပျိုပြတ်သွားတာဘယ်လိုလုံးရှိတယ်အဲ့တကယ်အဲ့ပျိုပြတ်သွားတဲ့ဥဒ္ဒေသဘောကအဲ့အလုံး30ရှိတယ်အဲ့အလုံး30ဆေးရုပ်ကောက် အဲအလုံး30တယ်မှာလည်းတကယ်ပြန်ပြီးတော့ဟိုတက်လေနေဘက်ကပြီးလှူတဲ့ဥစ္စာကသူအလူလက်ခံနိုင်ပလားဟိုတချို့ကကြတော့ဟိုပတ်စအရမ်းချတာလည်းသူတွေလည်းရှိတယ်အဲ့တော့တကယ်လိုချင်နေဆိုရင်တဘောကကဆေးလေးလိုက်ကောက်ပြီးတော့တိတ်တိတ်စီတိတ်စီလိုက်ပြီးတော့တိတ်တဲ့တိတ်စီလေးအဲ့လိုလိုက်ပြီးတော့ပေးနိုင်ပေးဒါမှမဟုတ်အဲ့အိမ်စင်းကိုဆေးရုပ်ဆုလိုက်အလဲကြနေပါတော့အဲ့လိုလေးပေးမှသာရည်လူတဲ့နဲ့ဥစ္စာထိရောက်မှုဒီစနစ်ရှိတယ်လို့ထည့်တယ်အခုကဘုကာတိဘုကဟိုဓမြတိုက်တယ်လို့ပဲ အိုးတဲ့လူတဲ့လူတဲ့ဘယ်ထွက်ပြေးလို့ပြေးရမှန်းမသိအဲတဘောတချို့ကကျတော့တအိမ်လောက်တအိမ်တအိမ်လေးရနေပြီးတော့ဟို9ရောက်လောက်လက်တက်စီတဲ့သူလည်းရှိတယ်အဲတကယ်ဟိုပြိုပြက်သွားတဲ့ကဘာပါပဲနဲ့ဟိုလိုက်ပြီးတော့အဲ့လိုမျိုးဟိုအလူခဲတဲ့လူတွေကလည်းတမျိုးတစားရှိကြတယ်ပေါ့မျိုးမျိုးပေါ့အဲ့လိုဆိုတဲ့အခါကျတော့ဟိုဓာရီကလည်းဟိုဘာမှလည်းဟိုမပြောလို့တော့ပါဘူးဒါပေမဲ့ကိုယ့်ရဲ့ဟိုကိုကျေးစာတရားလေးကိုယ့်ရဲ့ဟိုအသိဉာဏ်လေးနဲ့ပေါ့လို့လူတွေကအရာရာဟို စဉ်းစားဆုံးဖြတ်ဝေဖန်တုံ့တက်နိုင်ကြပြီပြီးလို့ဆော်ဖက်နိုင်ကြပါစေလို့အဲ့ဒါပဲပြောတယ်အဲ့ဘဘာလူမျိုးတွေကကြတော့ဘယ်လိုလဲအလူတဲနဲ့ပတ်သက်လာဟိုရှိတာမရှိတာပါဆိုတော့ဟိုအပါထားပါတော့အကုန်လုံးလူလူချင်းတဲချင်းတဲ့စိတ်ဆိုတော့အများကြီးရှိကြတယ်ပေါ့နော်အဲ့လိုကြီးတွေကြတော့လူတဲ့လူကဟိုစိတ်မကောင်းဖြစ်ရတာပေါ့လေဟိုထိရောက်မှုမရှိဘဲတဲ့အဲ့လိုတွေဆိုတော့ဟိုပျော်ဝဲသားကြီးထွက်တယ်လို့ဖြစ်နေတယ်ပေါ့အာအိုးနဲ့အဒီနေရာမှာလူတဲ့ခါကျအဲ့လောက်ကိုကားလောက်ကိုလိုက်ကြတာနဲ့ အဲ့လိုဆိုတဲ့အခါကျတော့စနစ်တကျလေးလူမယ်ယူတဲ့သူကလည်းစနစ်တကျလေးယူပဲဆိုရင်တော့ဝိုင်းဝန်းစူပါအောင်ပြီးတော့လူတန်းတဲ့လူရှိလေးလည်းအဝေးရတယ်ကြည့်ရတဲ့အခါကျတော့သူတို့အတွက်လည်းစိတ်ချမ်းသာမယ်လို့ထင်ပါတယ်။အော်ဘယ်လိုပဲပြောပြောအခုတော့ဘာလို့ကပတ်စံတွေဆိုလဲတော့ဘာလို့အထုပ်လိုက်တွေရတယ်တိတ်ချောက်အောင်ကြော်လို့ရတယ်အဲ့ဒါတွေကိုလည်းဒါတက်ဆာရဟိုပိုင်ရှင်တွေထဲကိုပြတ်တယ်ဆိုရင်လည်းတရေတွေလည်းတက်လာတယ်အဲတော့ခုကဒီဟိုတက်ပြော်သားတွေဆိုလဲဒါတော့ခုကမဟာမြတ်မှုတွေဖရာကြီးမှာ သူတို့ဟာပြီးလို့စားရတဲ့ volunteer တွေပြီးလို့စားရတဲ့ဝိုင်းဝင်းပြီးတော့ကူညီစားရတဲ့အခါမှာလည်းပိတ်စာချိန်ဟိုရွှေဟိုပေါ့290ကျပ်သားကျော်ပစ္စည်းအမျိုးပေါင်း3000ကျော်လောက်ဒါဟိုတက်ဆိုင်ရာသာသနာရေးအဖွဲ့အစည်းကိုပြည့်အပ်တယ်ဆိုတာကိုသိရတဲ့အခါကျတော့မူတည်တာပို့ပွားတာပေါ့။အော်ဒါကတော့တတိလူလူမျိုးတွေလည်းကောင်းတဲ့သူတွေလည်းရှိတယ်ပေါ့နော်။ ဟိုတချို့ကြတော့လည်းဟာဟိုပြုတ်ပြက်သွားတဲ့သူတွေကိုတိုက်ပြီးတော့ပစ္စည်းတွေအဲ့လိုညဘက်တွေမှာလူလာတွေပြူလာတွေဒါမျိုးတွေရှိရတော့ဆေးမကောင်းဖြစ်ပါဘူးအဲ့ဆိုတော့ပြုတ်ပြက်ခံစားရတဲ့သူတွေအားလုံးကိုဟိုအားလုံးအရာအလို့ပေါ့နော်ဟိုဖြစ်ချင်းပြက်ချင်းရဲ့သဘောတရားကိုကိုကဟိုတွေးတော ပြီးတော့အရာလုံးကခိတ္တခဏလေးပါဆိုတာလေးကိုတွေးတောနိုင်ကြပါစေကျန်ရှိတဲ့ဘဝအတပိုင်းခြားလေးတွေမှာလည်းဟိုသူ့နေရာမှာငါဆိုရောဆိုတဲ့ကိုကျေးဇူးတရားလေးနဲ့ဟိုလေးထိုင်ဆောက်ရွက်သွားနိုင်ကြပါစေလို့ဆုတောင်းပါတယ်